င်္ဂလာညချမ်းပါရှင်2025ခုနှစ်မေလ6ရက်နေ့ Radio NUG ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမမ။ဒီမောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့တော်လင်းရဲပေါအများပြားနဲ့တမှုကောင်းများလဲထွက်လာတယ်လို့ရေပေါ်စီများလဲစစ်ထုတ်နိုင်ခဲ့ပြီလို့တရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးပြောကြားတဲ့အကြောင်းအရာကိုဥစွာတင်ပြပေးမှာဖြစ်ပါတယ်။တော်လင်းရဲပေါအများပြားနဲ့တမှုကောင်းများလဲထွက်လာတယ်လို့ရေပေါ်စီများလဲစစ်ထုတ်နိုင်ခဲ့ပြီလို့ ။တရားစတာနဲ့တဘာဝပဝင်ကျင်ထိန်သိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာတူကောင်ကပြောကြားလိုက်ပါတယ်။လေးနှစ်သက်တမ်းဆိုတာ20ကြီးခန့်ခန့်နေတယ်။အာနာရှင်စနစ်တစ်ခုဖြုတ်ချဖို့ဆိုတာအင်မတန်နှုန်နယ်သေးတဲ့ကာလတကူပါ။တို့ပေမဲ့ကျွန်တော်တို့အတိုင်းအတာတစ်ခုအထိလုံနိုင်ခဲ့ပြီ။မြမတော်လင်းရေးသမိုင်းတစ်လျှောက်မှလေးနှစ်လောက်နဲ့မြို့တစ်ခုတင်နိုင်တာမရှိဘူးပေမဲ့ငါတို့ခေတ်မြို့များစွာတင်ထားနိုင်တယ်။တက်မှတ်တစ်ခုလုံးပြောအောင်လဲတိုက်နိုင်ခဲ့တယ်။ အစိုးရတရက်လည်ပတ်ငွေအတွက်ပန်းစနစ်ထူထောင်နိုင်တယ်လို့ရမငွေရှာဖွေရေးစနစ်တွေထူထောင်နိုင်ပြီးအစိုးရနဲ့တက်မတော်အင်အားစုံပေါင်းဆက်နိုင်ပြီဖြစ်တဲ့လင်းနှစ်တွင်စစ်မှန်တဲ့တော်လင်းရဲပေါ်များပြားနဲ့တမှုကောင်းများလည်းထွက်လာတယ်လို့ရေပေါ်စီများလည်းစစ်ထုတ်နိုင်ခဲ့ပြီလို့ပြောပါတယ်တော်လင်းဟာရှေ့ဆက်အောင်မြင်ဖို့သာရှိတော်ပြီး PDF ရဲပေါ်အားလုံးကျမ်းမာကြပါစေလို့ဝင်းကြီးကဆုမကောင်းတောင်းထားပါတယ်ရှင်ဆက်လက်ပြီး ရခိုင်ဝါရဲ့နိုင်ငံသမားဦးလာစောခေါ်ကပြားဆရာမောင်ခိုင်အောင်ကွယ်လွန်တဲ့တရင်ကိုတင်ပြပေးပါမယ်။ရခိုင်ဝါရဲ့နိုင်ငံသမား ULAA နိုင်ငံရေးမှုဆရာဦးဦးလာစောခေါ်ကပြားဆရာမောင်ခိုင်အောင်ဟာနေလ9ရက်မှာကွယ်လွန်သွားခဲ့တယ်လို့တရင်ရရှိပါတယ်။ဆရာဦးလာစောကိုဖခင်ဦးအောင်လာဆန်၊မိခင်တော်ဆန်သာဖြူတို့မှ1953ခုနှစ်မေလ29ရက်1335ခုအစုံလာပြီးနဲ့မြောက်ဦးမြို့မှာမွေးဖွားခဲ့ပြီးအကြီးဆုံးသားတဦးဖြစ်ပါတယ်။ ဦးလစောကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပြီးလေချောင်းကင်ဆာကိုကုသရင်မေလ9ရက်ည7:45မိနစ်မှာကွယ်လွန်သွားခဲ့ပါတယ်ရှင်။ဖရနက်အင်တာနက်နေ့စဉ်ပြောင်းပြောင်းသုံးဆွဲသူ33,000ခန့်ရှိတဲ့ဆိုတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ယူသညင်ရွေးအစိုးရမှဆက်သွယ်ရေးဆက်နဲ့အင်တာနက်ကွန်ရက်တက်စင်ဖြန့်ကျက်မှုကိုမေလ6ရက်ရက်စွဲနဲ့သတင်းထောက်ပြန်ပါတယ်။ စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းနဲ့တိုင်းသားပြည်နယ်တချို့ရှိဒေသများမှာအင်တာနက်ဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရတဲ့ဆက်သွယ်ရေးဆက် device အစုံအလုံးပေါင်း200နီးပါးကတက်ဆင်ထားပြီးဖြစ်တယ်လို့သိရပါဗျ။စကိုင်းတိုင်းအတွင်းရှိမြို့နယ်22မြို့နယ်ရှိခြေရွာပေါင်း88ရွာမှာပြည်သူများအင်တာနက်ပြတ်တောက်မှုမရှိစေရတဲ့ကျောင်းသားကျောင်းသူများ online ပညာရေးဆက်မပြတ်လေ့လာသင်ယူနိုင်စေရန်အတွက် Federal Internet ကွန်ရက်3ဆွဲနိုင်ရေးဆောင်ရွက်ပေးခဲ့ပြီး လက်ရှိချိန်ထိဖရနက်အင်တာနက်နေ့စဉ်ပြန်မျှသုံးစွဲသူအသိန်း2300ဦးခန့်ရှိတယ်လို့သတင်းထုတ်ပြန်ပါတယ်ရှင်။နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့မဲဆောက်မြို့မှာဟင်းသီးဟင်းရွက်အသုံးအဆောင်ဝေးမြဖေးကူအလူကို Memories of မဲဆောက်ကပြုလုပ်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာလာမယ့်မေလ9ရက်နေ့တောက်ကြနေ့ညနေ9:00နာရီမှနေစတင်ပြီး Memories of မဲဆောက်ဆိုင်ရဲ့ရှေ့ကွင်းမှာပေးဝေသွားမှာဖြစ်တယ်လို့သိရပါတယ်။ မဲဆောက်မှရောက်ရှိနေကြတဲ့မြန်မာ community အတွက်ဝေမျှဖေးကူ free market လေးကိုလာစဉ်လာတိုင်းလုပ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ခုလာမဲ့မေလ9ရက်နေ့တောက်ချာနေညနေ9နာရီမှာတော့ကြက်ဦးခရမ်းကျွတ်သည်ခရမ်းကျင်သည်ကစွန်ရွက်ပဲတော့ရှိပဲသည်နနံမဲ့ကြိုင်လန်ဆလက်ရွက်ငရုတ်သည်ခရယာပန်ဂန္ဓမာပန်စသည်တို့အပြင်ဝန်စားသုံးဆောင်များကိုလည်း ပိုသူမြောက်ဝေလူသူလူတလောက်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါထားပါတယ်။မြို့သူမဆိုမိမိတို့အိမ်အတွက်လိုအပ်တာတွေလည်းယူရင်ပြန်လည်မြောက်ဝေချင်တာတွေရှိရင်လည်းယူလာလို့ရပါတယ်။ထားမြန်မာနယ်ဆက်မဲဆောက်မြို့မှာမြမပြည်မရွှေပြောင်းဝင်ရောက်လာသူတိမ့်နေချီနေထိုင်ကြပြီးမဲဆောက်ရှိဆောက်လေလုပ်ငန်းများစိုက်ရုံလုပ်ရုံများမှာလုံခြုံနေကြက2021ခုနှစ်ဆီယနာသိမ်းပြီးနောက်စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးမှုကြောင့်တိမ့်ရှောင်လာသူများလည်းမဲဆောက်မြို့မှာခိုးလုံနေထိုင်ကြတာဖြစ်ပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ဂျမစီယုစုနဲ့၎င်းရဲ့လက်ပါစီများကြောင့်ရူးတော်လေးကာလအတွင်းသေဆုံးခဲ့ရသူ6600ခုနှစ်ဦးရှိခဲ့ပြီဖြစ်တဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။2020ခုနှစ်ဖေဖော်ဝါရီလ1ရက်မတရားဆင်အနာလူမှုဖြစ်စဉ်စတင်ချိန်ကနေ2025ခုနှစ်မေလ5ရက်နေ့အထိဂျမစီယုစုနဲ့၎င်းရဲ့လက်ပါစီတွေကြောင့်ရူးတော်လေးကာလအတွင်းမှာသေဆုံးခဲ့ရတဲ့ဒီမိုကရေစီရဲ့လှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်းမှ6600ခုနှစ်ဦးရှိခဲ့ပြီဖြစ်တယ်လို့ AAPP ကထုတ်ပြန်ပါတယ်။ ဒါအပြင်မတရားအနာလုမှုဖြစ်စဉ်နဲ့ဆက်ဆက်ပြီးဖမ်းဆီးခံခဲ့ရသူစုစုပေါင်း19,112ဦးရှိပြီးအဲ့ဒီထဲမှာ12,200ဦးမှာထိမ့်သိမ်းခံရဆဲဖြစ်ကထိမ့်သိမ်းခံရသူတွေအနက်က1,996ဦးမှာထောင်နဲ့ချမှတ်ခံထားရပါတယ်ဟုတ်ပြပါကိန်းကနေရေးတွက်များဟာ AAPP ကနေလလန်းမိသည်။ကောက်ယူရရှိထားတဲ့ရေးတွက်တာဖြစ်ပြီးမြေပြင်မှာဖြစ်ပွားနေတဲ့အချက်အလက်များမှယခုထက်ပိုမှုများပြားနိုင်တယ်လို့ AAPP ကဆိုပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော်မျိုးရွှေဝါနဲ့တာကီတို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။